မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ရုံးမြင့်တန်းကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ရန်ကုန်မြို့မှာနေထိုင်ကြတဲ့လူငယ်တွေဟာအော်တိုဘားလာဇန်ပိုင်းကစပြီးစစ်တပ်ရဲ့အာဓမဖမ်းဆီးခံရတာပုံမကြုံတွေ့လာရတယ်လို့မြို့ကန်ပြည်သူတွေစီကသိရပါဗယ်အခုရက်ပိုင်းအတွင်းရန်ကုန်တိုင်းအတွင်းကလှိုင်းတာယာရွှေပြည်သာအင်းစိန်စမ်းချောင်းအလုံးစတဲ့မြို့နယ်ကလူငယ်15ယောက်ထပ်မင်းကိုစစ်တပ်ကအကြောင်းပြချက်မရှိဘဲဖမ်းဆီးခဲ့တယ်လို့သိရပါဗယ် ပြီးခဲ့တဲ့အောက်တိုဘာလ၁ရက်နေ့ညပိုင်းကရှိပီတာမြို့နယ်အမှတ်၁၁ရပ်ကွက်ကဘီယာဆိုင်တစ်ခုမှာဘီယာတောက်နေကြတဲ့လူငယ်၆ယောက်ကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးတာခံခဲ့ရတယ်လို့မြို့ကန်တယောက်က TV ကိုပြောပြပါရယ်အခုရက်ပိုင်းအတွင်းစစ်တပ်ကအင်အားအပြည့်ပါတဲ့စစ်ကားတွေနဲ့မောင်းရိပ်ကိုစောင့်ဖမ်းတာကြောင့်လူငယ်တွေအနေနဲ့ညဘက်အပြင်ထွက်တဲ့အခါသတိထားပြီးထွက်ကြဖို့နဲ့ညနေပိုင်းအထိအပြင်မှာမနေကြဖို့သတိပေးပြောဆိုတာတွေရှိနေပါတယ် ဒါပြင်လှိုင်တရာအင်းစိန်အလုံနဲ့စမ်းကြောင်းကလူငယ်တချို့ဟာလည်းပြီးခဲ့တဲ့ရက်ပိုင်းကအကြောင်းမဲ့ဖမ်းဆီးခံခဲ့ရပြီးဒီကနေ့ထိအဆက်အသွယ်မရသေးဘူးလို့သိရပါဗျ။စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းနိုင်ငံတော်ဝန်ကအသက်မပြည့်သေးတဲ့လူငယ်တွေအပါအဝင်စစ်မှုထမ်းဥပဒေကြောင့်အခြေအနေဆူဆူဝါးဖမ်းဆီးခံနေရတယ်လို့သိရပါဗျရှင်။ ARD တိုင်းအတွင်းမှာစက်တင်ဘာလတလတာအတွင်းမြည်ရတိုက်ဆောင်မှုကြောင့်ကဘာပြိုကျပြီးလူနေအလုံး30ကျော်ဖျက်သိမ်းရွှေ့ပြောင်းခဲ့ရတယ်လို့ဒေသခံတွေနဲ့ကုညီကဲဆေးရဲ့အဖွဲ့ရိစီကသိရပါဗျ။ပြီးခဲ့တဲ့တလတာအတွင်း ARD တိုင်းတွေက ARD မြေ၊ငဝမြေ၊ငတိုင်း၆နဲ့တုံးမြည်ရတိုက်ဆောင်မှုကြောင့်ကဘာပြိုကျပြီးလူနေအလုံး30ကျော်ဟာဘေးလွတ်ရာကိုပြောင်းရွှေ့ခဲ့ရတဲ့အပြင်လူနှစ်ယောက်ကဘာပြိုပြီးရေထဲမျောပါသွားခဲ့တာကြောင့်အရေးပေါ်ကဲတင်ခဲ့ရတယ်လို့သိရပါဗျ။ ရုတ်တရက်ကဘာပြိုကျလာလို့ပြီးခဲ့တဲ့တလအတွင်းအိမ်အလုံး30ကျော်လောက်ကိုအရေးပေါ်ကြိုတင်ဖျက်သိမ်းပြီးပြောင်းရွှေ့ခဲ့ရတယ်လို့ ARD တိုင်းသဘာဝပေးရနေတဲ့ဆိုင်ရာစီမံခန့်ခွဲရေးဌာနနဲ့နှိစက်သူတယောက်ကပြောပါတယ်။ပြောင်းရွှေ့ခဲ့ရတဲ့နေအိမ်တွေဟာညောင်တုံးမအိုပင် ဟင်းဒရပန်းတနော်မြန်အောင်တနုဖြူအင်ကပူလက်ပွတာနဲ့ဇလွန်စတဲ့မြို့နယ်တွေက ဖြစ်တယ်လို့သိရပါတယ်။ ကဘာပြူကြတာကြောင့်လူသေးဆုံးသူမရှိပေမဲ့အရေးပေါ်ဖြတ်သိမ်းပြီးပြောင်းရွှေ့ခဲ့ရတဲ့နေရလုံး30ကျော်ကလူဦးရေ60ကျော်ကိုတပ်ဆိုင်ရာအဖွဲ့အစည်းတွေကအကူအညီပေးတာတွေအားနည်းနေတယ်လို့ဒေသခံတွေစီကသိရပါတယ်ရှင်။ကရနီဒေသမှာရှိတဲ့စစ်ပေးရှောင်စခန်းအများစုမှာထောက်ပံ့ကူညီမဲ့သူတွေနှဲပါလာတာကြောင့်စံရိတ်ခါပြက်လက်လာပြီးစံပြိုးတောက်နေရတဲ့မိသားစုဝင်တွေလည်းရှိလာပါတယ်။ခုံစောဦးပေးပို့ထားပါတယ်ရှင်။ ကယားဂရနီဒေတာဖေခုံမြို့နယ်ပရူဆူမြို့နယ်နဲ့ဒီမော့ဆိုမြို့နယ်နောက်ဘက်ချမ်းမှာရှိတဲ့စစ်ဘေးရှောင်စခန်းတွေကို ထောက်ပံ့ကူညီပေးမဲ့လူတွေဒီနှစ်အတွင်းတိတိတတ်တာနေပါလာနေတာပါဒါကြောင့်တချို့စစ်ဘေးရှောင်မိသားစုတွေမှာနှင်းစင်အဟာရအတွက်ဆံပြုတ်တောက်နေရတဲ့အခြေအနေတွေနဲ့ကြုံတွေ့နေရတယ်လို့ဒေတာကန်တွေကပြောပါတယ် သကရေအလူရှင်လာပြီးတဲ့လူလည်းပြောထားပြီးသားလေနော်နလ3လဆက်ကြုံတော့မကူပြေးနိုင်တော့ဘူးအဲ့လိုပြောခုကျမတို့မှလည်း3လပြည့်ပြီဆိုတော့လေမလာတော့ဆရာမရှိတော့တချို့စစ်ဆောင်လို့ဆိုဆံပြုတ်နဲ့စားနေရပြီဆံစစ်ကောင်မရှိတဲ့ရဲ့တံပြန်ထိုးစစ်တီကြောင့်ကရားကရီဒေတာမှာဒီလပိုင်းအတွင်းစစ်ပေးဆောင်ဦးရေတောင်းတဲ့ချီပြီးတိုးများလာနေပါတယ် အချို့စစ်ပေးဆောင်စခန်းတွေမှာဆိုရင်ဆန်ရိတ်ခါလုံးဝပြက်လက်နေတယ်လို့ကုညီနေသူတွေကဆိုပါတယ်။သူအလူရှင်အဖွဲ့တွေလည်းတိတ်မလှနိုင်ကြတော့ဘူး။အာလုံးဝဆန်ပြက်လက်နေတဲ့စခန်းကတော်များတယ်၄၅ခုရှိတယ်။ကယားဂရင်းဒီဒေတာအတွင်းစစ်ကော်မရှင်တပ်ရဲ့တံပြန်ထိုးစစ်တွေကြောင့်ຫນွေဦးတော်လိုက်အင်အားစုတွေနဲ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ တိုက်ပွဲတွေကြောင့်စစ်တကအာနာဒိန်နဲ့2021ခုနှစ်ကစတင်လို့အခုချိန်ထိကရနီဒေတာမှာစစ်ပေးဆောင်ဦးရေဟာ၃ဒိန်ဝင်းကြီးရှိလာနေပြီဖြစ်ပါတယ်ကျွန်တော်ခွန်စွန်ဦးပါဇန်နဝါရီလကပန်ကောက်မှာကမ္ဘောဒီးယားတိုက်ခိုက်လွတ်တော်အမတ်ဟောင်းတယောက်ကိုပြစ်တက်ခဲ့တဲ့ထိုင်းရဲတပ်သားဟောင်းကိုထိုင်းတရားရုံးကအော်တိုဘာလ3ရက်နေ့တောက်ကြနေမှာတေတံနဲ့ထောင်တံတသက်ချမှတ်လိုက်တယ်လို့နေနာသူမိသားစုရဲ့ရှေ့နေက Writers ကိုပြောပါဗျာ။ ဇန်နဝါရီလ9ရက်နေ့ကကမ္ဘောဒီးယားနိုင်ငံကနေအသက်84နှစ်ရှိတဲ့လင်ကင်များဟာဘန်ကောက်မြို့ဟောင်းရပ်ကွက်မှာတပ်ဖြတ်ခံခဲ့ရတာဖြစ်ပြီးအဲဒီတပ်ဖြတ်မှုအတွက်အသက်42နှစ်ရှိတဲ့ရေတပ်သားဟောင်းအေကာလတ်ပိုင်နိုင်ကိုအပြစ်ရှိကြောင်းတွေ့ရှိခဲ့ပါတယ်။ ။ထိုင်းရာဇဝတ်တရားရုံးဟာအကလာကိုကြိုတင်ကြံစီပြင်ဆင်ထားတဲ့လူသက်မှုအတွက်တည်တံ့ချမှတ်ခဲ့ပြီးလူမြင်ကွင်းမှာတနက်ကင်ဆောင်မှုနဲ့တနက်ပြစ်ဖောက်မှုတွေအတွက်လည်းအပြစ်ရှိကြောင်းစီရင်ချက်ချခဲ့တယ်လို့လင်ကင်မြားရဲ့ဇနီးဘက်ကရှိနေနာတာစီရီဘော့ဂမန်ကရိုက်တာကိုပြောပါရယ်။ကမ္ဘောရီးယားနဲ့ပြည်သင်းနိုင်ငံသားဖြစ်တဲ့လက္ခဏာဟာထင်ရှားတဲ့အတိုက်ခံအဖွဲ့ဖြစ်တဲ့ကမ္ဘောရီးယားအမျိုးသားကယ်တင်ရေးပါတီရဲ့အဖွဲ့ဝင်ဖြစ်ပြီး အဲဒီပါတီဟာနိုင်ငံတော်ပုံကံမှုကြံစီမှုတစ်ခုကြောင့်ဆိုပြီး2018ခုနှစ်ရွေးကောက်ပွဲမတိုင်ခင်မှာတရားရုံးကနေဖျက်သိမ်းခဲ့တာပါပါတီကတော့လှုပ်ကြံဖန်တီးမှုဖြစ်အဲ့ဒီအချိန်ကပယ်ချခဲ့ပါတယ်ရှင် TVU မြန်တန်းကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှင်းစားခေကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်